ီနေ့ညနေမှာကိန်းဝတ်နေတဲ့ဝိညာဉ်တော်ထံသို့ရောက်ရန်တော်ချက်တဲ့ကိန်းဝတ်နေတဲ့ဝိညာဉ်တော်ကျွန်တို့ရဲ့ဝိညာဉ်ထဲမှာဘုသူကိန်းဝတ်တယ်လေလို့ပြောတဲ့အခါမှာဝိညာဉ်တော်ဖျားကိန်းဝတ်တာဖြစ်တယ်နော်ဝိညာဉ်တော်ဖျားလို့ပြောရင် the spirit ဆိုတဲ့ sg ပေါ့เนาะဝိညာဉ်တော်ထံလို့ရောက်ရန်တော့ချက်ပြီးဒီနေ့ခေါင်းစဉ်ကနှစ်ခုဖြစ်တယ်နောက်တစ်ခုကဘာတွေ့ရလဲဆိုခေါင်းစဉ်ကအဓိကတော့ချက်ဖြစ်တော်လူသားဝိညာဉ်ဖျားရဲ့အကြံစီနဲ့ရည်ရွယ်ချက်ကိုကြည့်တဲ့အခါလေးနဲ့နေပါတယ်နဲ့နေပါတယ် လူကိုပထမဦးဆုံးဖျားသခင်ဖန်ဆင်းတဲ့အခါမှာဖျားဖန်ဆင်းတာဟာဖန်ဆင်းရှင်ဖျားကိုယ်တိုင်ကဝိညာဉ်ဖြစ်သောကြောင့်ဝိညာဉ်ပါလျက်လူကိုပထမဦးဆုံးဖန်ဆင်းတာဖြစ်တယ်။အဲဒီဝိညာဉ်ကိုဘယ်ထဲမှာဖန်ဆင်းတယ်လဲဆိုရင်ကဘာဦးတက်26မှာ ငါတို့ပုံတရံနဲ့တညီတရံတီလူကိုဖန်ဆင်ကြစို့ဖရာရဲ့ယံထဲဖရာရဲ့အထဲမှာဖရာအရင်ဖန်ဆင်တာဖြစ်တယ်အဲ့ဒီဖန်ဆင်ထားတဲ့ဝိညာဉ်လူကိုမှကဘာဦးနှစ်ရောက်လာတဲ့အခါကျတော့ဖရာပါလုတ်တလေဆိုတဲ့အခါမှာညီမုံကိုယူတယ်တံတန်ပေါ်ပြီးတဲ့အခါကျတော့ဖန်ဆင်ထားတော့ခုနပြောတဲ့ လူသားဝိညာဉ်เนาะဒီနေ့အဓိကတော့ချက်ဖြစ်တော်လူသားဝိညာဉ်တီးဖို့လိုအပ်တယ်ဒါကြောင့်ကျွန်တော်တို့ကတင်ဘသူလဲလို့ပြောရင်တင်ဒီဝိညာဉ်လူစစ်ဖြစ်တယ်ဆိုတာတီးကိုတီးရမှာဖြစ်တယ်ဒါကိုမတီးဘူးဆိုရင် ကျွန်တော်တို့ကဖျားနဲ့အချိန်မီလို့မရအနည်းဒါကြောင့်ကျန်းစာထဲမှာလေ Adam ကိုဖန်ဆင်းပြီးတဲ့အခါမှာ man became a living soul လို့ခေါ်တယ်။လူဟာအသက်ရှင်သော စိတ်သက်ဖြစ်လေ၏။ဒီနေ့ကျွန်တော်တို့တရားချင်းစီတိုင်းအဲ့ဒါသိဖို့လိုအပ်တယ်။ကျွန်တော်တို့ကဖခင်ရဲ့အသက် ကျွန်တော်တို့အထဲမှာအသက်ရှင်ခွင့်မရဘူးဆိုရင် ကျွန်တော်တို့ကဘာနဲ့ရှင်တော်သူလဲဆိုရင် စိတ်သက်နဲ့ရှင်တော်သူဖြစ်တယ်စိတ်သက်နဲ့ရှင်တဲ့သူရဲ့အတ္တတာမှာဖျားနဲ့အချိန်မမီ frequency မရဘူးလို့ခေါ်တယ် frequency မရဖျားနဲ့အချိန်မီဖို့ရန်အတွက်ကျွန်တော်တို့ရဲ့လူသားဝိညာဉ်နဲ့နဝိညာဉ်ဖျားနဲ့ချိန်မီမှ frequency မိတာဖြစ်တယ် တော့ဒီနေ့ဒီထဲမှာကြီးတဲ့အခါမှာကျွန်တော်တို့ကိုကိုကိုတီးဖို့လိုအပ်တယ်လူသားဝိညာဉ်အဓိကတော့ချက်ဖြစ်တော်လူသားဝိညာဉ်ကိုကိုကိုတီးဖို့လိုအပ်တယ်လို့ကိုကိုဖန်ဆင်းတဲ့ဖန်ဆင်းရှင်ဖရားကိုလည်းတီးဖို့လိုအပ်တယ်အဲအဲ့ဒါကိုတီးတဲ့အခါကျမှဒီနေ့ကျွန်တော်တို့စားသုံးတဲ့ဒီနှုတ်ကပတ်တော်ရဲ့အနှစ်သာရကိုမှုညော်ဝမ်းမြောက်လို့ရသွားတယ်ဒါကြောင့် ျွန်တော်တို့ရဲ့အတ္တအแทแท้မှာတဲ့เนาะခုနပြောရဖျားရဲ့ဝိညာဉ်က S အကြီးနဲ့ the spirit လို့ရေးတယ်လူသားဝိညာဉ်ကတော့ S အသေးနဲ့ spirit လို့ခေါ်တယ်ဒါပေမဲ့တစ်ခါလေကြာရင်ဘာသာပြန်တဲ့သူတွေကလေဟဲ့ဒီတော့ပြန်တာတမျိုးခုတော့ပြန်တာတမျိုးလွဲနေတယ်တဲ့ဒီတယောက်ပြန်တာတမျိုးဖြစ်အခုဒီမှာလည်းရေးထားပေးတယ်เนาะ တကယ်တမ်းကျတော့လွဲတာလည်းမဟုတ်ပါဘူးတဲ့ဒီထဲမှာသူရေးတဲ့ဥစ္စာလေးအရန်ကောင်းတယ်ဒီထဲမှာဒီထဲအထက်ကနေကျွန်တော်ဖတ်လိုက်မယ်နော်ဘာရာပြန်ဆိုခြင်းများဟာတဲ့ကွဲလဲနေကြဒီမှာအဘယ်ကြောင့်နီးတဲ့သူလည်းမိကုန်ထုတ်တယ်ဒီဘာကြောင့်ကျွန်တော်လည်းစမ်းစာဘာရာပြန်များကြီးနဲ့နှုတ်ကပတ်တော်ကိုကိုကိုတိုင်စားသုံးယုံမကောက်ပြန်လဲပြီးမှစီးစင်းတဲ့အခါကျရင်ဘာရာပြန်ဆောက်များကြီးဖတ်တဲ့အခါကျတော့ တခင်ဖျားရဲ့ဖွင့်ပြခြင်းအလင်းကိုလည်းခံစားရတာဖြစ်တယ်အထောက်အကူအနေနဲ့ကျွန်တော်တို့ဘာသာပြန်ဆောက်များကြီးဖတ်ရအခုမြန်မာကျမ်းစာမှာတောင်မှယုဒတံပဲမဟုတ်တော့ကျမ်းစာများကြီးရှိတယ်အခုအာနောက်တစ်ခုကစံချိန်မီရှိတယ် modern နဲ့ပတ်သက်လာတဲ့အခုဟို holy bible ထဲမှာတောင်ကျွန်တော်စိတ်ထင်တယ်၃လေးအုပ်လောက်ရေးထားပြီးပြီเนาะမြန်မာထဲမှာတောင်မှအဲ့လိုရှိလာပြီဒါချီးမွမ်းစရာဖြစ်တယ်ကျွန်တော်တို့တာ၍နားလဲအောင် ဘာကြောင့်မို့ကွယ်လဲနေတာလဲတဲ့အထက်ပါကြံပိုက်များ၌တွေ့ရသည့်ဝိညာဉ်ဟုတဲ့စကလုံးတည်တန်ရှင်တော်ဝိညာဉ်တော်ကိုယဉ်ညွန်းသလားဒါမှမဟုတ်လူသားဝိညာဉ်ကိုယဉ်ညွန်းသလားဆိုတဲ့ဆုံးဖြတ်ရန်ဗရပြန်ပြန်တဲ့သူဟာအလွန်ပြင်အခက်ခဲရှိတယ်။ဒါလည်းမှန်ပါအကြောင်းမှာတဲ့အကြောင်းမှာဒါအရင်ရေးကြည့်တယ်။ဘာကြောင့်လဲဆိုတဲ့အခါကျွန်ုပ်တို့ရဲ့ဝိညာဉ်တည်တန်ရှင်တော်ဝိညာဉ်တော်နဲ့အတူယောနောပေါင်းစည်းပြီး ယောနောပေါင်းစည်းလျက်ရှိပြီးဝိညာဉ်နှစ်ခုအဲအဲ့ဒါအရေးကြီးဆုံးဖြစ်တယ်နော်ဝိညာဉ်နှစ်ခုဒီဝိညာဉ်တစ်ခုဒီအဖြစ်ပေါင်းစည်းနေတော့ကြောင့်ဖြစ်တယ်အရှင်းဆုံးကြံပိုက်ကတစ်ကော6စက္ကန့်ပဲယူရရန်ကြံပိုက်မှာဆိုရင်တခင်ဖျား၌မိဝဲတော်သူဟာတခင်ဖျားတစိတ်တဝိညာဉ်လည်းဖြစ်တယ်ယူရတ္တမှာအဲ့လိုရေး ပြန်လေရယူခြင်းကျမ်းမာကဘလို့ရေးလဲဆိုသခင်ဖျား၌ပေါင်းစည်းဆက်နွယ်တော်တူအဲเนาะဒီရေးတာလေးတွေเนาะကျွန်တော်တို့ပို၍နားလဲအောင်ပေါင်းစည်းဆက်နွယ်တဲ့တူဟာတဲ့တဝိညာဉ်နဲ့ဖြစ်တယ် one spirit ဖြစ်သွားတာเนาะဝိညာဉ်နှစ်ခုကဝိညာဉ်တစ်ခုတည်းဖြစ်သွားတာအော်စရာရင်เนาะအဲ့ဒါနဲ့နေခြင်းလို့ခေါ်နဲ့နေခြင်းလို့ခေါ်ဒါကြောင့် ်သခင်ယေရှုရဲ့အသက်တာကြည့်လိုက်အဲ့ဒါကိုမြင်ရတယ်ဟာသခင်ယေရှုကလူလားလို့ပြောရင်ဟဲ့ငါလှုပ်တာမဟုတ်ဘူးငါအဖလှုပ်တာငါပြောတာမဟုတ်ဘူးငါအဖပြောတာဟဲ့လှုပ်တော့လေသူလှုပ်တာယေရှုရဲ့အသက်တာအထဲမှာကြည့်ရင်တကယ်တမ်းကျတော့အထဲမှာလေ spirit ယေရှုရဲ့ဝိညာဉ်ရှိ ਉ မကောက တားတော်ရဲ့ဝိညာဉ်ရှိရုံမက ခမီးတော်ရဲ့ဝိညာဉ်ပါအဲ့ဒီအဲမှာတပေါင်းတစည်းနဲ့အလုံးလုံးနေတာအာမင်အခုကျွန်တော်တို့ရဲ့အသက်တာမှာအဲ့ဒါပဲလူသားဝိညာဉ်ဒါကြောင့်ဒီနေ့ကျွန်တော်တို့ကလေ I am a spirit person ကျွန်ုပ်ဒီဝိညာဉ်လူစစ်ဖြစ်တယ်အဲ့ဒါရရင်ကြီးတယ်နော်ကျွန်တော်တစ်ချိန်လုံးကတော့ခန္ဓာစိတ်ဝိညာဉ်ဆိုတာကို နှုတ်ကြိုးပြီးမှအဲ့လိုပဲပြောတယ်အဲ့လိုပဲဝေငါကျွန်တော်ဆရာနဲ့တွေ့မှပဲဝิญဉ်စိတ်ခန္ဓာနားထဲမှာဝင်တာကလန့်ကြီးပဲဟဲ့ဘလို့ဖြစ်တာလဲလူတကာတချင်းဆိုတာတော့ခန္ဓာစေဝီညီအဲ့လိုတွားတာလေးနော်ကြာအရင်နောက်တော့ကျွန်တော်တို့အဲ့ဒီတချင်းနေဆိုပြီးမှကြီးလဲခွာယူခဲ့တာလေအဲအခုရောက်တဲ့အခါကျတော့ဝิญဉ်စိတ်ခန္ဓာ နားထဲမှာကိုလိုကလန့်ကြီးဝင်တာမစားနိုင်မစားနိုင်လည်းမတတ်နိုင်အဲ့ဒါတမာတရားကျွန်တော်ခုနပြောခဲ့တယ်ကဘာဝုတ္တ26မှာဖရာယင်ဖန်ဆင်းတာခန္ဓာကိုယ်မှမဟုတ်တာဝိညာဉ်ကိုယင်ဖန်ဆင်းတာဝိညာဉ်ကိုဖန်ဆင်းပြီးမှအဲ့ဒီဝိညာဉ်ထဲမှာဖရာရဲ့စိတ်တဘောရှိတဲ့စိတ်ကိုနော်တဘောတဘာဝရှိတဲ့စိတ်ကိုထည့်ပေးတာ အေးအဲ့ဒီပစင်ချင်းခံရတဲ့ဖရာရဲ့အသက် breath ကိုမှမြည်မြည်မုံကိုယူပြီးမှတံပေါ်လိုက်တဲ့ခါကျတော့နှာခေါင်းပေါက်ကနေပြီးမှဖရာကသူ့ရဲ့အသက်ကိုအဲ့ဒီနှာခေါင်းပေါက်မှာပါဖြစ်လေအသက်ကိုနော်ဖရာရဲ့အသက်ကိုမှုတ်ထည့်ပေးလိုက်ဖျားကသူ့ရဲ့အသက်ကိုသူ့အထဲမှာရှိနေတဲ့ဖန်ဆင်းထားတဲ့ ဝိညာဉ်လူကိုမှုတ်ထည့်ပေးလိုက်အဲ့ဒီခါကျတော့လူဟာအသက်ရှင်တဲ့တ attva ဖြစ်လာဒါကြောင့်ဖခင်ရဲ့ဖန်ဆင်းခြင်းကလေဖန်ဆင်းကတဲ့ကကိုဘာဖြစ်လဲဝိညာဉ်ပါလျက်အရင်ဦးဆုံးဖန်ဆင်းဒါကြောင့်ဖန်ဆင်းခြင်းထဲမှာတော့ဘဒုနဲ့မှလည်းမတူကုံကုံပြောမယ်ကောင်းကင်တမန်တွေကျွန်တော်တို့အရင်ပဲဘာဖြစ်လဲ အထင်ကြီးလေးစားတယ်နော်ခါလီကြိုက်ကောင်းကစ်တမန်ကိုဆွဲထည့်ပြီးမှလှုပ်ဆန်းဟဲ့လှုပ်ဆန်းဟဲ့နော်ကျွန်တော်တို့လှုပ်တတ်တဲ့တကားဒီကြိုက်ဒီနေ့တကယ်တမ်းကျတော့ချစ်တော်မိသားစုဖခင်ကကျွန်တော်တို့ရဲ့အတ္တအထဲမှာသူကိုယ်တိုင်ကျွန်တော်တို့အထဲမှာမဆပ်ပြီးနေတဲ့ဖခင်ဖြစ်တယ်အာမင် ကောင်းကင်တမန်ကိုဖန်ဆင်းတဲ့အခါမှာဘလို့ဖန်ဆင်းတာလဲဆိုအစေခံဝိညာဉ်နဲ့သူကျွန်တော်တို့ကိုဖန်ဆင်းတော့သူချစ်ဖို့အတွက်တယ်သူအတွက်တယ်အဲ့လိုပြောတာငါအဖို့အဲ့လိုကိုပြောတာငါထဲ့ဝင်ဖို့မင်းကိုငါဖန်ဆင်းတာအိုးမြေအနေနဲ့ဖန်ဆင်းထားတာဂယုဏဖရာရဲ့ဂယုဏခံရအိုးအနေနဲ့ဖန်ဆင်းတာ အာမင်ဒါကြောင့်အခုကျွန်တော်တို့ရဲ့အတွက်ဒါကြောင့်ဖခင်ကိုကျွန်တော်တို့ကိုးကွယ်တဲ့အခါမှာဖခင်ကိုကျွန်တော်တို့ရှိခိုးတဲ့အခါမှာဖခင်ကိုကျွန်တော်တို့အစီခံတဲ့အခါမှာဘာပဲပြောပြောပါဝိညာဉ်ကနေတည်တည်မတည်ပဲနဲ့လှုပ်လို့မရဘူးတဲ့အစိုးရဖြစ်နိုင်တယ်တဲ့ musician ဖြစ်နိုင်တယ်ကော့နေအောင်လှမ်းနေအောင်ဆိုတီးလို့ရတယ်ဝိညာဉ်ကနေ တော့ချက်ဖြစ်တဲ့ဝိညာဉ်ကနေချိတ်ဆက်ခြင်းမရှိဘူးဆိုရင်ဖျားတိမမပြူဖျားတိမမပြူအဲ့လိုပြောလို့စိတ်နှလုံးခန္ဓာမပါရအောင်မပြောဘူးเนาะအရေးကြီးဆုံးကကျွန်တော်တို့တော့ချက်ဖြစ်တဲ့ဖျားနဲ့ချိတ်ဆက်ဖို့ချစ်တွေ့ဖို့အတွက်ကျွန်တော်တို့ရဲ့ဝိညာဉ်လူကလူသားဝိညာဉ်ကနာဝိညာဉ်ဖျား သုံးပါးတပါးဖြစ်ရအသက်ရှင်စေတတ်တဲ့ဝိညာဉ်နဲ့ကျွန်တော်တို့ကချိတ်ရအဲ့ဒီအခါကျမှကွက်တိဖြစ်တာအဲ့ဒီအခါကျမှကျွန်တော်တို့ရဲ့အသက်ရှင်ကြကွက်တိဖြစ်တာဒါမဟုတ်ကြည့် man became a living soul ကျွန်တော်တို့ရဲ့တတ်တမဝိညာဉ်နဲ့မချိတ်ဆက်ပင်နဲ့လှုပ်တဲ့ဥစ္စာစိတ်သက်နဲ့လှုပ်တယ်စိတ်သက်နဲ့လှုပ်တဲ့ဥစ္စာကလူတွေအတွက်ကတော့ကောင်းကြီးဖြစ်တယ်လူတွေအတွက်ကတော့အော်အများကြီးမျက်ရည်ကျကောင်းကျနိုင်တယ် ဒါပေမဲ့ဖះရှိမောက်မှာရေတွက်ဝင်ခြင်းမရှိဘာနဲ့လှုပ်ရင်လဲစိတ်သက်နဲ့လှုပ်ဒါကြောင့်ဒီနေ့ကျွန်တော်လည်းအများကြီးစားသုံးရတယ်ဒီနေ့နှုတ်ကပတ်တော်ထဲမှာလေဒါဒါကြောင့်ဒီနေ့ကျွန်တော်တို့ရဲ့အသက်တာထဲမှာဒီဘက်ကလူသားဝိညာဉ်ကိုနည်းနည်းလေးထပ်ပြောလိုက်မယ်မနေ့တော့ကကျွန်တော်လည်းဖះရဲ့ဝိညာဉ်တော်ရဲ့ဘလောက်ထိကျွန်တော်တို့အပေါ်မှာ ဖခင်ရဲ့ဝိညာဉ်တော် same spirit လို့အင်္ဂလိပ်လိုရေးထားတာနော်ယေရှုကိုတည်ခြင်းမှာထမြောက်စေတော်ဖခင်တခင်ရဲ့ဝိညာဉ်တော်ဟာတင်းတို့ထဲမှာကေဝတ်တော်မူလင်ခရစ်တော်ကိုတည်ခြင်းမှာထမြောက်စေတော်မူတော်ဖခင်ဒီတင်းတို့ထဲမှာရှိတော်မူလင်ကေဝတ်တော်မူလင်သင်တို့ရဲ့သေတတ်တဲ့ကိုယ်ခန္ဓာကိုယ်နဲ့ရှင်စီမယ်အာမင်တကြောင်မို့ကျွန်တော်တို့ရဲ့ဝိညာဉ်ကဘာလဲလို့ပြောတဲ့အခါမှာတဲတော်နဲ့ပြောရင်လေအတန့်ရှင်ဆုံးပဲ အတန်ရှင်ဆုံးဌာနပဲအဲ့ဒီအတန်ရှင်ဆုံးဌာနကဘုသူမွေလျော်ဝမ်းမြောက်ဖို့အတွက်လေဖန်ဆင်းရှင်ဖရာနဝဉ္ဇဉ်ဖရာဒါပဲဒါကြောင့်အတန်ရှင်ဆုံးနဝဉ္ဇဉ်ဖရာမွေလျော်ဝမ်းမြောက်တဲ့နေရာကဝိညာဉ်ထဲဒါကြောင့်ဒီနေ့ကျွန်တော်တို့ရဲ့ဝိညာဉ်နဲ့စိတ်ကိုပိုင်းခြားပါလုံခဲ့တဲ့ရက်တွေမှာကျွန်တော်စာတုံးခဲ့တယ်เนาะဒါအဆက်ဖြစ်ပါတယ် ဟေဘရဲ၄စနစ်မှာရေးထားတဲ့အခါမှာနှုတ်ကပတ်တော်ဟာတဲ့เนาะထက်တော်တန်လျက်အဲ့ဒီထက်တဲ့တန်လျက်ကဘာလို့တလဲဆိုရင်စိတ်နဲ့ဝိညာဉ်ကို၎င်းယိုးတွင်ချင်းစီနဲ့အယိုးကို၎င်းเนาะပြန်လဲရယူခြင်းကျမ်းမာကတော့နည်းနည်းရှင်းတယ်အဲ့ဒီစံစာရေးထားလိုက် ချင်းစီနဲ့အယိုးကိုလကောက်ပိုင်းခြားတယ်နောက်စကလုံးတစ်လုံးနဲ့ပြောမယ်ဆိုရင်ချင်းစီဟာကျွန်တော်တို့ရဲ့ဝိညာဉ်ဖြစ်တယ်အယိုးဟာကျွန်တော်တို့ရဲ့စိတ်ဖြစ်တယ်အဲ့ဒီချင်းစီကိုဘာကဖုံးကွယ်ထားတယ်လဲဆိုရင်ကျွန်တော်တို့ရဲ့စိတ်ဒါကြောင့်မို့ကျွန်တော်တို့ရဲ့စိတ်သက်ကဒီ ဘာလို့ဘုလိုကလဲဆိုတဲ့အခါမှာချင်းစီဆိုတဲ့ဝိညာဉ်ကထွက်ပေါ်လာဖို့ရန်အတွက်အယိုးကချိုးဖဲ့ခြင်းခံရအတိတ်ပဲပါလေကျွန်တော်ရဲ့စိတ်တက်ကချိုးဖဲ့ခြင်းခံရချိုးဖဲ့ခြင်းခံရစိတ်တက်မချိုးဖဲ့ဘဲနဲ့အတွင်းကဝိညာဉ်ကမရဘူးဒါကြောင့်မို့ဝိညာဉ်ကစီးထွက်လာဖို့ရန်ဒါကြောင့်ကျွန်တော်ရဲ့တက်မှာဝိညာဉ်စိတ်ခန္ဓာ ဝိညာဉ်ကစီးထွက်ဖို့ရန်အတွက်ကျွန်တော်တို့ရဲ့စိတ်ကမလုပ်ရလေချုပ်ဖက်ခြင်းခံရတာဒါကြောင့်ကျွန်တော်တို့ရဲ့အတ္တမနေတိုင်းကျွန်တော်တို့ဝိညာဉ်လိကျင့်တဲ့အခါမှာဘာကိုလိကျင့်ရတာလဲဆိုကျွန်တော်တို့ရဲ့စိတ်ကိုလိကျင့်ရအဲ့ဒီစိတ်ကအမြဲတမ်းလောကဘက်ကိုပဲစိတ်ဝင်စားတယ်ကျွန်တော်တို့ရဲ့စိတ်ကကိုယ့်ရဲ့သွေးသားကိုပဲသဘောကျတယ်ကိုယ့်ရဲ့အသိဉာဏ်ကိုပဲအထင်ကြီးတယ် ကိုယ့်ရဲ့ခံစားစိတ်ကိုပဲရှေ့တန်းတင်တယ်ကိုယ့်ရဲ့အလိုဆန္ဒမပြေဝရင်မနေနိုင်အဲ့ဒီအလိုဆန္ဒနောက်ကိုပဲလိုက်တယ်ဟဲ့ဝိညာဉ်ထဲမှာဝိညာဉ်ထဲမှာကိန်းဝတ်နေတဲ့တခင်ဖျားရဲ့ဝိညာဉ်ရှိတဲ့သူ့ရဲ့အလိုဆန္ဒသူ့ရဲ့စိတ်တဘောထားကျွန်တော်တို့မစင်စား ဒါကြောင့်ကျွန်တော်တို့ရဲ့ဒီစိတ်နှလုံးသားကအသွေးသားဘက်ကိုလဲပြီးမှအသွေးသားနဲ့ပေါင်းမိရတာဖြစ်သွားရင်အဲ့ဒါဇာတိလူအဲ့ဒီဇာတိလူကအလုံးမဖြစ်အာမင်ဒီနေ့ကျွန်တော်တို့ရဲ့အတ္တထဲမှာဒါကြောင့်ခရာကကျွန်တော်တို့ကိုမလုပ်တယ်လဲဆိုတဲ့အခါကျရင်ဒီနေ့ကျွန်တော်တို့ရဲ့အတ္တထဲမှာနော်အရန်အရေးကြီးတယ်ဒီမှာတစ်ချက်လေးပတ်ချင်ပါတယ် ဒီမှာစတဟာတဲ့အဲ့ဒီတော့ကိုယာစုနဲ့ပေါင်းများစွာ ဖုံးကွယ်ထားတယ်ဟွက်ထားတယ်နားမလဲဒါကြောင့်ဒီနေ့ကျွန်တော်တို့ဖျားရှိခိုးတဲ့အခါမှာအခုကျွန်တော်တို့ပေါင်းစည်းခြင်းထဲလာတဲ့အခါမှာကျွန်တော်ရဲ့စိတ်တက်နဲ့ပဲလာဖို့မဟုတ်ဝိညာဉ်ထဲမှာဖျားကိုတော်ထည့်ပေးတဲ့အသက်ကိုတော်ရဲ့ပြေဝခြင်းစုံလင်ခြင်း ကိုတော့ကိုမွေလျော်ဝမ်းမြောက်လိုပါ၏ကိုတော့ကိုစုပ်ယူစားသုံးလိုပါ၏ဆိုပြီးမှကျွန်တော်တို့ရဲ့ဝိညာဉ်ကိုဖွင့်ပြီးမှစိတ်ကလည်းဝိညာဉ်ပဲလက်တည်ပြီးမှကျွန်တော်တို့သခင်ဖျောက်မျော်လင့်တတ်တဲ့သူဖြစ်ဖို့လိုအပ်တယ်အာမင်ဒါကြောင့်၎င်းတော့သည်တဲ့မိတိအရာနေစာတန်ကနော်ဖုံးထားတာအဲ့ဒါတော့ပါလေတဲ့၎င်းမှာတဲ့ကျွန်တို့ရဲ့ဝိညာဉ်ဟာတဲ့ တန့်ရှင်တော်ဝိညာဉ်တော်ကိဝတ်နေထိုင်ရာဖြစ်ပြီးလူသားဝိညာဉ်ဒီအောဖွဲ့တန့်ရှင်တော်ဝိညာဉ်တော်နဲ့တူတလုံးတဝတီပေါင်းစည်းနေခြင်းဖြစ်သည်အာမင်ခုနကျွန်တော်ရှိမှလည်းဖတ်ခဲ့ပြီးပြီဖရားရဲ့ဝိညာဉ်နဲ့လူရဲ့ဝိညာဉ်လူသားဝိညာဉ်နဲ့အဝိညာဉ်နဲ့ဖြစ်သွားယေရှုကိုယုံကြည်တဲ့အခါမှာကျွန်တော်တို့အားလုံးတဝိညာဉ်နဲ့ဖြစ်သွားပြီဒါပေမဲ့ဘာမှဖြစ်သေးဘူးလို့ဆိုသစိတ်တတဘောတွေမဖြစ်သေးစိတ်ကတော့ ကျွန်တော်တို့ဘာလုပ်ဖို့လိုလဲဆက်ကြည့်တဲ့အခါမှာဟိုဘက်ရောက်လာတဲ့အခါမှာဒီလိုပြောတယ်။မကြည့်။ဖယားတခင်ရဲ့တဲ့။เนาะကျွန်တော်တို့ပိုင်းခြားဖို့လိုတယ်။ဒါဒီဒါလေးပဲပြောပြီးမှညီကုံချုပ်ချင်ပါလား။ဖယားတခင်ရဲ့စီမံကိန်းမှာဖယားတခင်ဒီမိမိကိုတော်တိုင်ကျွန်တော်တို့အထဲတို့ဝေငါဖြန့်ဖြူပေးရန်ဖြစ်၍ကိုတော်ဖြန့်ဖြူပေးနေတော်နေရာဒီကျွန်တော်တို့ရဲ့ဝိညာဉ်ဖြစ်သည်အာမင်။ဒါကြောင့်ကျွန်တော်တို့ကလည်း signal ကကျွန်တော်ဖုန်းအချင်းချင်းခေါ်တဲ့အခါမှာကျွန်တော်ထဲမှာ sim card ရှိရတယ်တင်ဖုန်းထဲမှာ sim card ရှိရတယ်အဲ့ဒီခါမှာခေါ်လို့ရတယ် sim card မရှိဘဲနဲ့ကျွန်တော်ခေါ်လို့မရဘူးဒါကျွန်တော်တို့သိပြီးသားပဲထိုနည်းလကောင်ဒီနေ့ကျွန်တော်တို့ရဲ့တရမဖခင်ကကျွန်တော်တို့ကိုဝိညာဉ်ပါလျက်ဖန်ဆင်းတာကသူ့ရဲ့ဝိညာဉ်နဲ့ကျွန်တော်တို့ရဲ့ဝိညာဉ်ပေါင်းစည်းဆက်ဆံမွေ့လျော်ဝမ်းမြောက်ဖို့ဒါပဲလားဘယ်ကပါ့ သူ့ရဲ့အသက်ကိုဝင်ကဖြန့်ဖြူးဖို့ရှိသေးတယ်။အာမင်။ကျွန်တော်တို့အထက်မှာဝင်ကဖြန့်ဖြူးပါဘယ်ထဲမှာလဲဝိညာဉ်ထဲမှာ။ဘာကြောင့်လဲဝိညာဉ်ဟာ receiver ဖြစ်တယ်။ receiver တကယ်ကျွန်တော်တို့ဒီဖျားတခင်နဲ့တဲ့ဆက်တွေ့ရင်ကျွန်တော်တို့ရဲ့ဝိညာဉ်ကိုပိုင်းခြားတတ်၍ဝိညာဉ်လေ့ကျင့်ခြင်းရှိမှ။ဒါကြောင့်ဝိညာဉ်လေ့ကျင့်ခြင်းရှိမှတခင်ဖျားနဲ့တူပျော်ဝင်ပြေဝကကိုရရဲ့ပုံတံတော်အထဲတို့ပုံတံပြောင်းလဲလာမည်ဖြစ်သည်။ပုံတံဆိုတာကဘယ်ထဲထိရောက်လာလဲဆိုရင် ခန္ဓာပိုင်းထိကိုရောက်လာအအစင်းစင်းရှိသေးတယ်အဲ့ဒါကြော်လို့မရဝိညာဉ်ထဲကနေဖရာရဲ့အသက်ကိုစုပ်ယူစားသုံးမှဖရာရဲ့အသက်နဲ့တဘောတဘာဝပြည့်ဝလာတဲ့အခါကျတော့ဝိညာဉ်ကနေတဆင်ကျွန်တော်တို့စိတ်ထဲမှာပါဖြစ်လေဒါကြောင့်ဖိလစ်ပိနစ်ထဲမှာရောက်လာတဲ့အခါမှာခရစ်တော်ယေရှုခရစ်နဲ့ရှိတဲ့ထိုစိတ်တဘောတင်တို့၌လည်းရှိစေကြလောသခင်ဖရာနဲ့တစိတ်တဘောတဲ့ဖြစ်လာဖို့အတွက်ကျွန်တော်တို့ကဘာလို့ရလဲဆိုကျွန်တော်ရဲ့စိတ်သက်ခုနပြောတယ်ကျွန်တော်ရဲ့အသိဉာဏ်ကိုကျွန်တော်က အဆုံးရှုံးခံရတယ်ကျွန်တော်ရဲ့ခံစားစိတ်ကိုခံစားရှိရှိတန်းတင်တဲ့ဥစ္စာကိုအဆုံးရှုံးခံရတယ်ငါအလိုငါစန္ဒမပြေဝိုင်းမနေနဲ့အဲ့ဒါကိုလည်းအဆုံးရှုံးခံရတယ်အဲ့ဒါကိုကျွန်တော်တို့ဘာလို့ရလဲဆိုတဲ့ခါကျတော့အဲ့ဒီစိတ်ကိုကျွန်တော်တို့ရဲ့ဝိညာဉ်မှာကဲဝတ်နေတဲ့တခင်ဖျားထံကျွန်တော်တို့ကလက်တည်ရဒါကြောင့်မို့နော်လွန်ခဲ့တဲ့စာအုပ်မှာကျွန်တော်စာတဲ့စာတဲ့အခါမှာ ဩတပဟာတဲ့စိတ်နှလုံးလူရဲ့စိတ်နှလုံးလို့ပြောရင်အတိညာဏ်ပါတယ်ခံစားစိတ်ပါတယ်စန္ဒစိတ်ပါတယ်အဲ့ဒါနဲ့ဝိညာဉ်မှာရှိတဲ့ဩတပကပေါင်းလိုက်တဲ့အခါမှာအဲ့ဒီလေးခုပေါင်းလိုက်တဲ့အခါကျမှလူရဲ့စိတ်နှလုံးဒါကြောင့်မို့ကျွန်တော်ရဲ့စိတ်နှလုံးကအတိညာဏ်ကလေတိတယ်ဟိုဘက်မှာဘာကြောင့်မို့လဲဩတပကျွန်တော်ကျွန်တော်ရဲ့ဩတပကိုကျွန်တော်တဘောပေါက်ဖို့လိုအပ်တယ် တကြောင်အဲ့ဒီတဘောပောက်ဖို့ရအတွက်အဲ့ဒီအော်တပဘယ်ထဲကိုပြန်လဲရလဲဆိုနှုတ်ကပတ်တော်ဆိုထက်ထက်တော်တန်လျက်ဓမ္မလားမမှန်ဘူးလားဆိုနှုတ်ကပတ်တော်ထဲမှာပဲကျွန်တော်တို့ရှာလို့ရအေးအဲ့ဒီအခါကြိုင်ပါဖြစ်လဲတရားပြည့်တဲ့ကျွန်တော်ရဲ့အသွင်းထဲမှာဝိညာဉ်တော်ရဲ့ဥဆောင်ခြင်းကိုကျွန်တော်တဘောတူတက်လာတယ်ဝန်ခံတက်လာတယ်ကျွန်တော်ရဲ့ဇာတိစိတ်ကိုကျွန်တော်ညင်းပယ်တက်လာကျွန်တော်တို့တဘောပောက်ပါလေလူနဲ့တွေ့တဲ့အခါဘာဖြစ်လဲ ကိုမချိမအောင်ပြောလိုက်ကြည့်ဘာဖြစ်လဲခန်းစားသွားရတယ်။ဒါပေမဲ့ကိုပြန်ပက်ချင်းတယ်။ဒါပေမဲ့ဝိညာဉ်ထဲမှာဖြစ်လဲငါတာထားလိုက်ပါအာမင်။အမျက်တော်ကိုအခွင့်ပေးလိုက်ကိစ္စမရှိဘူးကိစ္စပြထားလိုက်ပါပါလေးပါအာမင်။ဝိညာဉ်ထဲမှာဝိညာဉ်တော်ဖျားရဲ့စကားပြောချင်ကိုတဘောတူလိုက်ရင်ဒါကိုအောင်တော်သူဖြစ်သွားပြီ။ဒါမှမဟုတ်ကိုရဲ့တွေးတာငေါ့ဒီတယောက်ဒီလိုပြောရကောင်းလားကိုစော်ထဲလိုက်ရင်စံပွဲကြသွားရင်အကြောင်း ီနေ့ညဒီနေ့ကျွန်တော်တို့အတူကစာသုံးခြင်းထဲမှာเนาะကျွန်တော်တို့ရဲ့လူသားဝိညာဉ်နဲ့သုံးပါးတပါးဖြစ်ရာဝိညာဉ်ဟာတလုံးတဝရဲဖြစ်ုံမကဘူးနှုတ်ကပတ်တော်ထဲမှာတစိတ်တဝိညာဉ်တဲ့ဝိညာဉ်နှစ်ခုကတဝိညာဉ်တဲ့ဖြစ်တယ်ဒီနေ့ကျွန်တော်တို့ရဲ့ဝိညာဉ်ဟာအသက်ရှင်စေတတ်တဲ့ဝိညာဉ် တော်ဖျားကိဝတ်တဲ့နေရာဖြစ်တယ်ဆိုတာစာတုံးမှုလို့ရတာကိုစီစဉ်ပါတယ်။သခင်ဖျားကိုရောကိုချီးမွမ်းပါ၏။အာမင်။